အားလုံးပဲမင်္ဂလာပါခင်ဗျာနိုင်လေးရစကနေကြိုဆိုပါရစေအာဒီနေ့ကျွန်တော်တစ်ချက်ပြောပြပေးမှာကကျွန်တော်ချင်းမိတ်ဆွေတငယ်ချင်းညီကောင်မောင်ဓမ္မတွေရဲ့အဲအဲကူလာတွေပေါ့လေနော်အာကျွန်တော် ဖုန်းနေရနေဆက်တယ်တော်တော်လေးရနေလမ်းမေးတယ်အဲဒီအဲကူလာတွေ ကျွန်တော်စာပြီးလုပ်ဖို့ပေါ့လေနော်အာစာပြီးလုပ်ဖို့အတွက်ကိုကျွန်တော်တို့အာတွားတယ်ပေါ့လေနော်တွားပြီးသွားလို့ဆင်းရင် customer အိမ်မှာဘာကြောင့်မို့ကျွန်တော်တို့စာပြီးမလုပ်ဘဲနဲ့စိုင်းဝတ်တက်ပြီးလုပ်ဘာကြောင့်လုပ်ရတာလဲဆိုတော့အကြောင်းလေးကိုကျွန်တော်တစ်ချက်ပြောပြပေးမယ်ပေါ့လေနော်အဲ့ဒါတော့အခုလူချင်းမင်းတို့ဒီမှာမြင်တဲ့အတိုင်းပေါ့လေနော်ဒါဒါဆိုဒီအဲကိုလာလေဆိုစာပြီးလုပ်ဖို့အတွက်ကျွန်တော်စိုင်းဝတ်တက်လာလာဖြစ်ပါတယ်အဲကြီးတွေကတော့တည့်ရတဲ့အရန်ပိတ်နေတာပေါ့လေနော်အရန်ပိတ်တက်ပြီးမှအရန် ပိနေတာပေါ့လေเนาะအောက်မှာထုံကျိုးတွေရေကျိုးတွေနဲ့လည်းပိနေတာဖြစ်ပါတယ်အဒါအခုကျွန်တော်ဖြုတ်ချတာကဒါအဲကိုလာတလုံးရဲ့အထဲမှာပါဝင်တဲ့ပစ္စည်းတွေပေါ့လေเนาะအာဒါဆိုရင်အဲကိုလာတလုံးသာ transistor အဲကိုလာတလုံးရဲ့အတွင်းထဲမှာဖွဲ့စည်းထားတဲ့ပစ္စည်းတွေပေါ့လေเนาะဖြုတ်လိုက်တဲ့ညမှာအစိပ်ပိုင်းတွေအများကြီးထွက်လာတယ်ပေါ့လေเนาะအဲ့အတွက်ကျွန်တော်တို့ကကန်စတာမအိမ်မှာအာ လှုပ်ဖို့အတွက်ဆိုအချိန်အញ្ញင်းပေးရတယ်ပေါ့လေနော်အချိန်အញ្ញင်းပေးရတယ်လောလောလောနဲ့လှုပ်တဲ့နေရာမှာလဲအစစ်မပြေဘူးပေါ့လေနော်အော်ဒါဆိုအဲကိုလာနှလုံးအခုဒါကျွန်တော်ဖြုတ်ချတာလားအားလားကြောင့်မို့ကျွန်တော်တို့အဲကိုလာနေစားပေးထုတ်တဲ့ညမှာကျွန်တော်တို့နိုင်လျက်စကနေပြီးမှအာအတန်းနိုင်ဆုံး ဟိုကျွန်တော်တို့ customer အိမ်မှာအဆင်ပြေအောင်တော့လုပ်ပေးတယ်တချို့ပစ္စည်းအမျိုးအစားတွေဆိုရင်တော့ကျွန်တော်တို့ဟိုဆိုင်ကိုတည်ပြီးမှပဲလှုပ်လို့ရတဲ့အမျိုးအစားတွေလည်းအဲရှိတယ်ပေါ့လေနော် ဆိုင်ဝင်တဲပြီးမှကျွန်တော်အေးစစေးဖြုတ်ပြီးမှဒေချာလေးစေးစေးပြီးမှဒီဒီချက်တာလေးတစ်ခုမကြအောင်ကျွန်တော်တို့ပြန်လဲတက်ဆင်ရတာပေါ့လေနော်အခုဆိုရင်ဒါကျွန်တော်စေးရတဲ့ဒါဆိုထုံးကျိုးတွေပေါ့နော်ထုံးကျိုးတွေအရန်များတဲ့အဲကူလာတွေဆိုလို့ရှိရင်ကျွန်တော်တို့ဒီရိုပရက်ရှာပန့်ကောင်းကောင်းနဲ့ကျွန်တော်တို့ဒီဒီချာချာလေးစိတ်စီလက်ရှိနဲ့ကိုစေးရတယ်ပေါ့အာဆက်ပြနဲ့လဲကျွန်တော်တို့ဒီမှာပြောင်းဝင်းနေအောင်စိတ်ရှိလက်ရှိနဲ့တိုက်ရတယ်ဒါဆိုကျွန်တော်ရဲ့ specimen ပေါ့နော်ဘယ်လဲယုံညာလဲယုံကနေဒီမှာအာဒါတိုက်နေရပေါ့ဆက်ပြားတွေကိုစိတ်ကြိုက်သူတို့စိတ်ကြိုက်မွေပြီးတိုက်တယ်အဲအဲ့လိုမျိုးပေါ့ဟိုဒါပေမဲ့ customer အိမ်မှာကျွန်တော်တို့လုပ်မယ်ဆိုလို့ရှိရင်အဲအချိန်တစ်ခု air cooler တစ်လုံးအတွက်နဲ့ကျွန်တော်အချိန်နေ့တစ်ဝက်လောက်ကြီးပေးလိုက်ရတဲ့အခါမျိုးကြီးကြာတော့လေကျွန်တော်တို့အနေနဲ့အဆင်မပြေဘူးပေါ့လေနော်အဲ့ဒီအတွက်ကိုကျွန်တော်တို့ဟိုဆိုင်းယူပြီးမှကျွန်တော်တို့စားပြစ်လုပ်ပေးတာဖြစ်ပါလေခင်ဗျာ အဲဒါဆိုကျွန်တော်စေးကြောပြီးသွားပြီးမှပြန်လဲတက်ဆင်နေတဲ့အဲအနေထားလေးပေါ့လေနော်ပြန်လဲတက်ဆင်တဲ့နေရာမှာလဲကျွန်တော်တို့အစိတ်ပိုင်းတစ်ခုချင်းစီအများကြီးထွက်လာတဲ့အစိတ်ပိုင်းတွေကိုကျွန်တော်တို့တစ်ခုမကြံကျွန်တော်တို့တည်တည်ချာချာလေးပြန်လဲတက်ဆင်နိုင်အောင်လို့တည်တည်ချာလေး GUI design နဲ့ကျွန်တော်တို့တက်ဆင်ပေးရတယ်အဲကူလာအနေနဲ့အလုံးဘက်ကတေးပေမဲ့လို့သူရဲ့အထဲမှာဖွဲ့စည်းထားတဲ့တူတီခွာလာတွေပေါ့လေနော်ဝါယာဂျိုးရင်းဂျိုးပိုင်း အစရှိတဲ့ဟိုအပိုင်းနေဆိုလို့ဆိုရင်ကျွန်တော်တို့တော်တော်ကြီးထွေထွေလာများတယ်ပေါ့လေနော်အာပြီးတော့ဒီ air cooler တွေမှာကျွန်တော်တို့ fan တိုက်ရိုက်ပန်ကာတလဲနဲ့လာတဲ့ air cooler နဲ့ roller system လာတဲ့ air cooler ဆိုမျိုးမျိုးရှိတယ်အခုကျွန်တော်လုပ်နေတဲ့ဟာဆို roller system နဲ့လာလာ roller system နဲ့လာလာဖြစ်တဲ့အတွက်သူကလေထွက်တဲ့ roller လုံးနေပါတယ်အဒီလေလုံးအခန်းနေပါတယ်အဲ့လားလေးကစားကျွန်တော်ဒီစားစီဖြုတ်စီရပါတော့နော် wire ကြိုးရင်းပိုင်းလည်း အဲတော်တော်ရှုပ်တယ်ပေါ့ဒီအမျိုးသားတွေမှာဆိုလို့ရှိရင်အခုဆိုရင်ဒါကျွန်တော်စေကျော်ပြီးတွားတဲ့အဲကူလာလေးကိုကျွန်တော်တို့ဒါတတ်တဲ့ပြီးမှရေချမ်းကြက်တက်ဆန်းတယ်ပေါ့ဒီနော်ဆန်းပြီးမှကျွန်တော်တို့တည်တည်ချာချာလေးအဲဆန်းတက်ပြီးမှကန်စတာမာရီရှိအရောက်ကျွန်တော်တို့ပြန်လဲပို့ဆောင်ပေးတာပဲဖြစ်ပါလေခင်ဗျာအကျွန်တော်တို့နိုင်လေးရစက်ကနေပြီးမှ ရေတင်မော်တာအမျိုးမျိုးရေအစိပစ္စည်းအမျိုးမျိုးနဲ့နေရာဒီ3အဲကူလာပန်ကာအရာကွန်ဟိုဖြုတ်တက်စေကြောတက်ဆင်ခြင်းလုပ်ငန်းတွေကိုမန်လေးမြို့တွင်ဆုံးအရင်ရောက်စားပြစ်ဝန်ဆောင်မှုပေးနေပါတယ်ခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ရွှေလန်းချမ်းမြေပြေဆုံးဒီညဒီညင်းချင်းစီပူ